အလုံးမင်းမင်္ဂလာပါရှင်ဆရာဝေရန်ဖုန်းရဲ့လေနေရန်ဆိုရဲဝတ်ထုလေးကိုဖတ်ပြနေရဒီနေ့အပိုင်း73ဖြစ်ပါတယ်အခန်း73ကောင်းကင်မှာတိန်နိုင်တို့ကစားပန်းရှက်တလို့ဟူတကွက်ဒီတကွက်တစားမိုးကြီးလာပြီသည်ကောင်းကောင်းမထွန်လဲနိုင်ရှာသူ့မှာဟိုတိန်မြင်ကိုရှောင်ရ ဒီတိမ်လွာကိုတင်ရနဲ့ကဘာမြေစီ အလင်းကောင်းကောင်းမပို့နိုင်ဖြစ်နေသည်တခါတခါတော့လဲတိမ်တိုက်တို့သည် လာကလေးကိုတွားခွင့်ပေးလိုက်သဖြင့် သူ့မျက်နာကပြန်ကြည်လဲဝင်းပါလာပြန်၏ပြီးတော့မကြပါတိမ်မဲညိုတအုပ်ကသူ့ကိုပြန်ဖုံးအုပ်လိုက်ပြန်သည်သူဟာအိမ်ရှိကွက်လာမှာပက်လက်ကလေးထိုင်တစ်လုံးနဲ့ထိုင်ရမှာကောင်းရင်ကိုမော့ကြည့်လိုက်သည် ်လျှော်လည်သည် ကောင်းငင်ကြံပြန်တွင်လှည့်လျောင်းနေ၏ခြေတစ်ဖက်ကိုဆန်ဆန်ကြံခြေတစ်ဖက်ကိုဒူးကလေးကွေလျက်ပလက်ကလေးလျှော်လည်တယောက်အာကားကြံပြန်မှ သူ့ရင်ခွင်အမှုခုံစီပြုတ်ကြလာလေမလားဟု တွေးရင်စီဖန်ရအောင်လက်ကိုအသင်ဆန်တန်းလိုက်သည်လာတိန်တိုင်းတော့မှပြန်ထွက်လာသည် တိမ်ကလေးကားကလုံးလုံးမပြဲသေး။လဘော်ဖုံးနေသောတိမ်မြန်တဲ့နှစ်ခုသည်ရှင်လေဤစင်ရောင်ရောင်မျက်ခုံနှစ်ဖက်ဖြစ်သည်။ဆန်ဖွနေသော အဖိုးအိုလက်ထက်ကဆန်ထောင်းသည့်ကြီးပွေသည်ရှင်လေဤနှာရန်လေးဖြစ်သည်။လာမင်းနှင့်အနီးဆုံးတောက်ပါနေသောကျဲနှစ်ပွင့်သည်ရှင်လေဤဘာရန်သည့်တရံမျက်ဝေါ်များဖြစ်သည်။ဒီချိန်ဆိုရှင်လေဘာလုပ်နေမလဲ။ သူတွေးမိ၏သူ့လိုပင်လာပြညာကို ရှူစားနေမလားမကြခင်စာမွေးပွဲဖြေရတော့မင်းမို့စာရီအသေးအတန်ကြည့်နေမလားစာမွေးပွဲပြီးလျင်ကြောင်းပိန်အောင်မြည်ရှုံးလဲ့နေသူမတွေ့ရတော့လွမ်းနေရအောင်မြည်သူနောက်ဆုံးပေးလိုက်တဲ့ကြပြားလေးကို ရှုံးလဲ့ဖတ်ပြီးပြီလားသူတည်ကျဲ၏ကြပြားက ငါ့ကိုဇန်နဝါရီ ပြန်ပေးအမြေရှိကြပြစာအောင်ပါကိုခင်လုံးရေးသည်မင်းကိုငါရှာမယ်အမြေရှိကြပြအဖုံးအဖြူရောင်မျက်နှာဖုံးပကြီးကမုတ်တုံဆွဲထားသည် ခလေးလေးလမ်းလျှောက်ကျင်သည်တွန်လဲလေးတဲ့ဝင်ထိုင်နေသည်ပုံမောင်သားချိုကိုခင်လုံးရမောနေစိတ်ချစ်လွတ်နေတို့ကြပြရီ ကိုခင်လွန်ဤမင်းကိုငါရှာမဲကိုသူအခေါက်ခေါက်ဖတ်ထားသဖြင့်အလော်ရနေသည်ရှွန်လဲလိုပင်ကြိုက်တီကပြားများဝိတုစာသားများကိုအာကုန်ရအောင်ဆောင်းတော်မည်ဟု စိတ်ကူးလာသည် အခုလဲကပြားကိုတယောက်ထဲအတန်ထွက်ရွတ်ကြေးပြန်သည်ညကလာမင်းနဲ့အတူ ချစ်သူစီထွက်ခဲ့တယ်။လမ်းမှာနာဝလင်ငယ်တစ်စင်းရှုခင်းပေါ်ကလူတယောက်ငါးကောင်နေတဲ့ကလေးငယ်တင်းကြီးနေတဲ့အုံးလက်ရဲ့ရွက်ခက်တန်းကို ကြားရတယ်။ကြပြဆရာသည် ပုန်းနေသည့်ချစ်သူကိုလာရောက်အောင်မအရှာထွက်ခဲ့၏။လာမင်းကိုသာဖော်ပြ၍သူထွက်ခဲ့သည် ပြေပြေညင်ညင်တိုက်ခတ်သော ပင်လယ်လေးကို ရှူရှာရင်းသားရောင်သားရလမ်းအတိုင်းကဗျာဆရာကချစ်သူရှာပုံတော် ဖွင့်နေကြောင်းဆိုထားသည်မိုးပေါ်မော့ကြီးရောဖြူလွလွတိန်လွတိန်တိုင်းများက ပကတိအလျင်တိုင်းရွေလျားလိုကဗျာဆရာကြီးချစ်သူကကြက်တလုံးနဲ့ပြေးဝင်ပုံအောင်နေတော့ကဗျာဆရာက လဖန်ပြီးအိမ်လေးကိုင်းကမတိကြအောင်ဆောင်ရင်တကြောကြောခေါ်လို့လိုက်ရှာတိမ်ဖြူပြွာွားတဲ့ဝင်ရောက်ကအတန်ပေးရင်ကောင်းငင်မှာပြည်နေသောထိုးချစ်သူကိုကြပြာစရာကတိလျက်နဲ့ပျော်ပါစေတော့ဟူသဘောထားကမမြင်ချင်အောင်ဆောင်လေကြပြာစရာကချစ်သူဘမရှင်မန်းတည်တည်နဲ့လာမီအင်္ဂလိပ်ကိုင်းကချစ်သူပြောင်းရှာပုံတော့ဖွင့်ဟန် ရေးဆက်ဖွဲ့ဆိုပြီးနောက်သူ့ချစ်သူကိုပြောပြန်သည်ပုံပါတယ်ပြောမဲဆိုရင်ကောင်းငင်မမမဟုတ်ပင်လဲရေးတယ်ကဘာမြေတို့တဲ့စိတ်ကြိုက်ပုံပါတယ်သူနဲ့လာမင်းကတချင်းလေးတကြောကြောတီးလို့နာဝါလေးငဲလေးစီးလို့ချစ်သူကိုသူလိုက်ရှာနေအောင်ပါပါတယ်အိုး အချစ်ရဲ့တကယ်မင်းပြောမဲဆိုရင်ပင်လယ်ရေထဲမှာကဘာမြေလူထဲမှာတခါပုံလိုက်ပါအောင်ငါနဲ့လာမဲဟာဘာမှမငဲမှာဘူးတချင်းဆိုက နာဝါလေငယ်တစ်စဲနဲ့တငါတဲ့တသိန်းနဲ့အချစ်မင်းကိုငါရှာမဲကဗျာကိုပြန်ရောရင် သူသည် ကောင်းငင်ကိုတစ်ခါမော့ကြည့်လိုက်ပြန်၏လာပြေကလေးသည်တိမ်တိုင်စစ်တဲရုံနှင့်အသေးအတန်တိုက်ပွဲနေနေရတော့ခမားမော်နေရှာတော်မီသူသည်တလမှာတစ်ခါသာလုံးဝမို့ရာအခွင့်ရသည်လာကလေးကို မော့ကြည့်ရင်ရှွန်လည်းအဖြစ်သဘောထားကစကားများတတတို့ဆိုနေမိ၏ရှွန်လည်းပြပြဝိုင်းလာမဲမျက်နာသည် ကြည်လင်ရှင်တန်လျက်သူ့ကိုငုံချနေသည်မိကတိနှက်ခဖွဲဝင် ကြက်ကလေးများသည်လနှင့်တွဲဆက်ကပေါ်ထွန်နေကြသည်လကရှွန်လျရဲ့မျက်နှာမိကတိနှက်ခကရှွန်လျဤကိုခန္ဓာလကလေးကိုကြည်ရင်ရှွန်လျအမှတ်ပြည့်သူပြောနေသောစကားများသည်ကြပြတပုတ်လိုပါပဲလားဟု သူတတိထားမိပြန်သည် ထိုအခါသူတကောလုံးကြက်သေးမွေးညင်းထသွား၏ကဗျာကဗျာငါကဗျာတပုတ်ဆက်နေပြီပါဘီကောလာသူနှုတ်ကခတ်တူတူရေရွလိုက်သည်ကဗျာမဆက်ခဲတာသူဘလောက်ကြာပြီလဲမြဝိရီနဲ့အိမ်အောင်ကြပြီးနောက်ပိုင်းသူကဗျာလည်းမရေပြေဝတ်ထုတွေလည်းမပြေပြတော့တာမဟုတ်လား သူသည်ချက်ချင်းအိမ်ထဲဝင်သွားကစပွဲမှာထိုင်လိုက်သည်စာရွက်နဲ့ဘောပင်ကိုယူကခုနာသူလာကလေးကိုပြောလိုက်တော့စကားများကိုချက်ချင်းကောက်ရေးချသည်ကြပြတဲ့ဘုတ်အတွင်ဆောင်းနေသော သူ့ရင်တွေစကားများကိုလိုအပ်သလိုပြန်တီးဖြတ်ရင်းသူ့ရင်ထဲကဖန်ဒီစာကလေး ကောက်ကြောင်းအတော်ပေါ်လာသည်အထက်ထက်အကာခါပြန်ဖတ်သည် အထက်ထက်အခါခါပြန်တီးသည်ဂျင်းနဲ့လောင်မှသူရက်သည်ဒီကပြားကိုဘာလို့ရမလဲဘယ်မဲ့ကစင်းကို ပို့ရမလဲကျောင်းနိုင်ရန်ကက်စာဆောင်မှာ သူထဲရမလားမဟုတ်သေးဒါရီယာပျောက်ပြက်သွားနိုင်သည်ရန်ကုန်တက္ကသိုလ်နှစ်လဲမကစင်းမှာဆိုရင်ကိုဟုတ်ပြီဒါပိုကောင်းသည်ဒါမှတ်တမ်းပိုးကြံခဲ့နိုင်သည်ရှင်လဲလဲ ဖမ်းမိနိုင်သည် သူသည်နာမည်ရင်းနှင့်ထိုကဗျာကိုမထည့်ခြင်းထို့ကြောင့်ကလောင်တစ်ခုကိုစင်စားသည်ကျောင်းသားဘွားတော်ကတော့သူသည်မင်းဟန်မြန်မာစာဆိုသောနာမည်ကိုသာ တောက်လျှောက်သုံးခဲ့သည် ယခုတော့သူရေးမှန်းမသိစေခြင်းအတန်ကြာစင်စားပြီးနောက်သူသည် ကလောင်ဝက်တစ်ခုပေးလိုက်ကအချော့တတ်ထားသည့်ကဗျာကိုစာအိတ်ထဲထည့်လိုက်သည် မနေ့ပြန်ကြောက်ရောက်လေနှစ်လဲမဂဇင်းအဒီတာအဖွဲထမ်းသွားပေးမိဖောင်းပိတ်ပြီးဆိုရင်လေအချင်းချင်းတွေနဲ့မဲမို့အတင်းညင်ပြီးထဲခိုင်းမိဟုစဉ်းစားသည်စာတင်နေဝဲစာမွေးပွဲများကျင်းပပြီး၍စာမွေးပွဲနောက်ဆုံးနေ့ရောက်သောအခါ နှစ်လဲမဂဇင်းကော်မတီကမဂဇင်းများအချိန်မီရိုက်နေပြီးစီပြီးဖြစ်သည်မို့ မာယိုထားသူများထံလူစေလိုက်ဝေးပေးသည်သူကြပြားတပုတ်ရေးထားမှန်းအဲ့ဒီတာအဖွဲမှာလွယ်ပြီးမြည်သူများမသိကြပြားသွားပြီစင်တော့ကအဲ့ဒီတာအဖွဲဝင်ဆရာဦးစောလွင်သည် သူကြပြားကိုဖတ်ကြည့်ပြီးဟာကိုမေဟန်ဘက်နဲ့ဘက်နဲ့ဟုပြုံပြုံကြီးရေရွတ်သေး၏စာမွေးပွဲနောက်ဆုံးနေ့ပြည်သည်နောက် အိမ်ပြန်ကြသည်ကြောင်းသားကြောင်းတို့များသည် လမ်းမှာကန်တင်းမှာအိမ်မှာစသည် မတူညီသောနေရာသည်သည်တွင်အေးစစ်စစ်မဂဇင်းကို ဖတ်သည့်အခါသူရေးထားသည့်ကြပြားလေးကိုဖတ်ကြရသည်ဟုတ်ကဲ့ပါရှင်အခန်း73လေးကတော့ဒီမှာပြပါပြီအခန်း74အပိုင်း74မှာပြန်ဆုံပါမယ်ရှင်နာစင်ပေးကြသူတို့တယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်